မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါထန်တလန်ကြားမှာရှိတဲ့စစ်ကောင်စီရဲ့ ပွိုင်သုံးတက်ဆက်ခန်းကိုချင်းပြည်ကောင်းစီပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့အလောင်းလေးလောင်းနဲ့လက်နက်ခဲယမ်းများကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မှာအဲ့ဒီပွိုင်သုံးတောင်ဆက်ခန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဆက်ခန်းမှာစစ်ကောင်စီဘက်ကအင်အား40ဝန်းကျင်တပ်ဆွဲထားတဲ့ဆက်ခန်းဖြစ်တယ်လို့သိရပါတယ်။ ၃ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နိုဝင်ဘာလ25ရက်နေ့မှာစခန်းကိုတိမ့်ပိုက်လိုက်ချင်းဖြစ်တယ်လို့သိရပါတယ်။အင်အား40လောက်ရှိတဲ့စခန်းဖြစ်ပါတယ်။အလောင်း၄လောင်းရတယ်။ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းနေတယ်။လက်နက်ခဲယမ်းတွေလည်းရရှိထားပါတယ်လို့သတင်းရေးမိကရှင်းပြပါတယ်။လက်နက်ခဲယမ်းတိမ့်စီရရှိမှုအနေနဲ့တနက်6လက်နဲ့ခဲယမ်းတချို့ကိုတိမ့်စီရမိခဲ့တယ်လို့သိရပါတယ်။ point 3စခန်းတိမ့်တိုက်ပွဲဟာနိုဝင်ဘာလ22ရက်နေ့ကနေစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်များက လေချောင်းတိုက်ခိုက်မှုအမြောက်တက်ရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်ပြီးခုခံနေတဲ့ဂျားကနေအဲ့ဒီစက်ခန်းကိုချင်းတော်လိုင်းရဲ့တပ်များကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လွိုက်ကော်မြို့နယ်လင်းဖုံလေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီရဲ့တပ်မ66လက်အောက်ခံ အမှတ်80ခြေလင်းတက်ရင်ခလိုက်ရ80တက်ရင်တရင်လုံးနှီးပါတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ26ရက်နေ့မနက်6နာရီခန့်ကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာမိုးပြဲမြို့ကုန်းတာဘက်ကနေလင်းဖိုလေးဘာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့ခလိုက်ရ80တက်ရင်ကိုကရင်နီတော်လိုင်းတပ်ပေါင်းစုကပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်တပ်မ66ကတရင်တစ်ခုလုံး၈ရောက်ပဲထွက်ပြေးနိုင်တယ်၁၉ရောက်ကိုအရှင်ဖမ်းမိထားတယ်ကြံတဲ့သူတွေကတော့အကုန်တေကုန်ပြီလို့အထက်ပါသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ ယ်ဒုစစ်ဦးစီးချုပ်မာဝီကလည်း၎င်းရဲ့လူမှုကွန်ရက်မှာတက်မ66လောက်ခန်းခလိုက်ရ80ကဘိုးကြီးလင်းစုံမိသားစုမိုဟင်းကချက်လို့ရပါပြီအမှန်တော့80တိုင်ရင်တစ်ခုလုံးနှီးပါချက်ရမှာပါ စုပေါင်းပြီးတော့ချက်ကြဖို့များလို့အသိပေးထားပါတယ်တမ66လက်အောက်ခံခလိုက်ရ80ဟာဘကိုးတိုင်းပြည်ခရိုင်အင်းမမြို့နယ်အခြေစိုက်တိုင်ရင်ဖြစ်တယ်လို့သိရပါတယ်တမ66ရဲ့လက်အောက်ခံတိုင်ရင်များဟာရခိုင်ကလေးကကရင်ပြည်နယ်မှာတိုင်ရင်လိုက်တိုက်စုံးမှုများရှိထားပူပြီးတော့စစ်ကောင်စီဟာတမ66ရဲ့တမမှုနေရာများကိုလည်းမကြခဏဖြုတ်ထုတ်ခတ်အပ်ခဲ့ရတယ်လို့သိရပါတယ်ကရင်ပြည်နယ်မှာ၎င်းတို့ဆုံးရှုံးသွားတဲ့နေမြေများကိုပြန်ရရန်အတွက်စစ်ကောင်စီကအခုနှစ်နှစ်ဝက်ကစပြီးတော့ PNO PNA ပေါ်ပြည်သူစစ်နယ်အတူစီတိုင်းနဲ့ပင်လောင်းမြို့ဘက်ကနေစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလည်းရှမ်းတောင်နဲ့ KNA ပြည်နယ်အဆက်ဖြစ်တဲ့မိုးပြင်းနဲ့ဖဲခုံမြို့နယ်တို့မှာနေ့စဉ်နှီးပါတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခမောင်။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNA ပြည်နယ်ကော့ကရိတ်မြဝတီလမ်းပိုင်းကြားအာရှလမ်းမကြီးမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာနိုဝင်ဘာလ23ရက်နေ့ကတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကစစ်ကြောင်းမှုဘုံမှုတအူးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့နိုဗ ెంబ ာလ23ရက်နေ့တိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့သူဟာစစ်ကောင်စီရဲ့ချင်းလင်တပ်ရင်း64ကဒုတက်ရင်းမှုအောင်စီရစစ်ကြောင်း2ကစစ်ကြောင်းမှုဖြစ်တယ်လို့ကော့ဘရာစစ်ကြောင်းကတာဝန်ရှိသူကအတိအပြုပြောဆိုထားပါတယ်တိုက်ပွဲကနေတိုင်းဖြစ်နေတယ်နေတိုင်းတော့ပြစ်နေကြတာပဲပြီးခဲ့တဲ့3ရက်လောက်ကတိုက်ပွဲမှာဗုံးမှုတစ်ယောက်ကြတယ်စစ်ကြောင်းမှုအစ်စ် ခေါင်းထိသွားတယ်သူ့ရဲ့အုတ်ထုတ်ကြံခဲ့တယ်အလောင်းကိုတော့သူတို့တွေလာကောက်သွားတယ်လို့ကရင်စီရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာအောင်သေးကစစ်ကြောင်းကနေထွက်ပြေးလာတဲ့သူများနဲ့ဖမ်းမိတဲ့စစ်သားများလည်းရှိနေတယ်လို့ကရင်စီရေးသတင်းအင်းမြစ်ကပြောပါတယ်ထွက်ပြေးလာတဲ့သူများနဲ့ဖမ်းဆီးရမိသူအများစုဟာစစ်ကောင်စီရဲ့ဆွေမှုတန်းဥပဒေကနေအတင်းအဓမ္မဆင့်ခေါ်ထားတဲ့စစ်သားတက်များဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ် ပေါ်ကလည်းဇုတ်ပြီးတော့တိုးခိုင်းနေတာဖမ်းမိတဲ့သူတွေကြည့်လိုက်ရင်တော့စစ်မှုထမ်းအပတ်စဉ်၅တို့၆တို့ကကလေးတွေဗျာတနာဖို့ကောင်းတယ်ထွက်ပြေးလာတာတွေလည်းရှိတယ်တိုက်ပွဲမှာလူကွဲပြီးတော့ထွက်ပြေးလာတာဖမ်းမိတာတွေလည်းရှိတယ်တနတ်နဲ့ထွက်ပြေးလာတဲ့သူတွေလည်းရှိပါတယ်သူတို့ကပြေးကျင်နေကြတာနေမြေမကျွမ်းကျင်တော့မပြေးတတ်ဘူးဖြစ်နေတာဗောလို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်လက်ရှိမှာစစ်ကောင်စီကအောင်စီရစစ်ကြောင်းထမ်းကိုအင်အားဖြည့်တင်းမှုတွေပြုလုပ်ပါကစစ်မှုထမ်းကတပ်သားတဲ့များကိုသာဆေလွတ်နေရတာကိုတွေ့ရကြောင်း၎င်းကပြောဆိုထားပါတယ် အနန်းကွင်းပြူဟာမှာဖမ်းမိတဲ့သူတွေကိုကြည့်ပါလားပြည်သူစစ်တွေပြည်သူစစ်ဆိုတာကစစ်တိုက်ရမယ့်သူတွေမဟုတ်ဘူးလေလို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလာဇမ်းပိုင်းကစပြီးတော့ဒေါနာတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းရှေ့တန်းစခန်းတစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လိုင်းရေးတပ်များကသိမ်းပိုက်ပြီးတဲ့နောက်ခံစစ်အနေထားကနေတိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက်နေကြောင်းကရင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိမှာတော်လိုင်းရေးတပ်များကအပိုင်ပိုင်ဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက် ောင်စီကစစ်ကြောင်းဟာနောက်ပြန်ဆုတ်လို့မရတော့တဲ့အခြေအနေမျိုးရောက်နေတယ်လို့လဲကရင်စစ်ရေးသတင်းရေးမြစ်ကသုံးသပ်ပါတယ်အခုနှစ်2024ခုနှစ် AP လာကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကမြဝတီမြို့မှာရှိတဲ့တင်ကန်းညီနောင်ဖြူဟာ၄ကီကော်နဲ့မြဝတီမြို့ဆောင်တပ်ခမရ1ခွန်5တိုက်ရင်တို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာများကိုပြန်လည်ထိန်းချုပ်မယ်ဆိုပြီးတော့အာနာသိန်းစစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုရိုင်းကိုကဲတဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်စင်ရေးလို့နာမည်ပေးပြီးတော့တပ်မ55ဦးဆောင်တဲ့ အင်အား1200ခန့်ပါတယ်။အောင်စီရစစ်ကြောင်းဟာဧပြီလ9ရက်နေ့ကစပြီးတော့ဖအံနဲ့မော်လမြိုင်ဘက်ကနေခြိတက်လာခဲ့တယ်လို့သိရပါတယ်။၄ရက်ထဲနဲ့မြောက်ရီမြို့ကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော်လဲ9လကြာတဲ့အထိဒေါနာတောင်းပေါ်တောတော်ရေတကောမှာရှေ့ဆက်မတိုးနိုင်တော့ဘဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းကိုလက်နက်ကြီးပစ်ကူပေးနေတဲ့မြောက်ရီမြို့အနီးမှာရှိတဲ့ဆွဲတော်ကုန်းဘျူဟာအမြောက်တပ်စခန်းကိုလည်းကော့ဘရာပူပေါင်းတပ်ကအော်တိုဘားလ18ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြောက်ရီဝေါ်လီလမ်းပိုင်း ဘလဲတို့ကြေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်း၃ခုကိုလည်းပူးပေါင်းတပ်များကသိမ်းပိုက်ထားပါတယ်အဲ့ဒီလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းစခန်း၃ခုကစစ်ကောင်စီတပ်သားများဟာစခန်းကိုစုံခွာထွက်ပြေးသွားတဲ့အတွက်ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း Venom စစ်ကြောင်းကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းမော်လမြိုင်ကျွန်းမြို့ချင်းမြန်တရင်ခမရ934မှာတည်ရေးဘူကြီးနဲ့မအူမြင်မျိုးမရဲစခန်းကရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာရခိုင်ပြည်နယ်ဘက်ကိုပြောင်းရွှေ့မိန့်ကြပြီးတဲ့နောက်ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းတို့၃ဦးဟာနိုဝင်ဘာလတတိယပတ်အတွင်းမှာစခန်းကိုဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီးတော့စစ်ကောင်စီကလိုက်လံရှာဖွေနေတယ်လို့ ARD တိုင်းကသတင်းရင်းမြစ်တူကပြောဆိုထားပါတယ်။ ARD ကစစ်တပ်နဲ့ရဲကကောင်းတွေရခိုင်ကိုတွားရမှာတိမ်မလောက်ကိုကြောက်တာ။အခုလဲအဲ့ဒီပြောင်းပိန်ကြတာနဲ့ချက်ချင်းကိုထွက်ပြေးတော့တာပဲ။မအူပင်ကရဲတယောက်ဆိုရင်ရန်ဖြစ်ပြီးတော့ထိုးကျိတ်ပြီးတော့ကိုထွက်ပြေးတာလို့မော်လမြိုင်ကျွန်းမြို့ကန်တို့ကပြောပါတယ်။ ARD တိုင်းနဲ့ဆက်ဆက်နေတဲ့နေဆက်ရခိုင်ပြည်နယ်မှာ အရခတက်တော် AA ကမြို့သိမ်းတိုက်ပွဲများကိုဆင်နွှဲနေပြီးတော့မြို့ဆက်နက်မြို့ကိုထိမ့်ချုပ်ထားတယ်လို့သိရပါတယ်။အမ်မောင်တော်တောင်ကုတ်အပြင် AOD တိုင်းနဲ့ဓာတ်ရိုက်ဆက်ဆက်နေတဲ့ဂွားမြို့နယ်တို့မှာလည်းတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါတယ်။ကြံတဲ့မြို့၄မြို့ကဌာနဆိုင်ရာအရာရှိများနဲ့ဝန်ထမ်းများလည်းအကုန်ထွက်ပြေးနေကြတယ်လို့သိရပါတယ်။ရခိုင်စစ်မြေပြင်ကိုစစ်ကောင်စီက AOD တိုင်းကနေတဆင်အင်အားတွေပို့နေပါတယ်။ရှေ့တန်းရောက်မှထွက်ပြေးတဲ့လူတွေလည်းရှိနေပြီးတော့မကြသေးမီကအမ်ဘရန်လမ်းမိုင်းကနေတဆင်ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကိုကာကွယ်တပ်ဖွဲ့များကဖမ်းမိခဲ့တယ်လို့သိရပါတယ်။၂၀ ဆက်၃ခုနဲ့ကရခိုင်ပြည်နယ်မအီမြို့နယ်ရမ်းပြန်းမြို့တိုင်းတိုက်ပွဲတွေမှာရှေ့တန်းကိုပို့ဆောင်ခံခဲ့ရတဲ့အေယာဝတီတိုင်းကျုံပြော်မြို့နယ်ကခလာရ36တက်ရင်တက်ရင်လုံးတိုက်ခိုက်ချိန်မုံခံရပြီးတော့အေအေကစစ်တုံးမှန်းအများပြားကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဖမ်းမိခဲ့တဲ့ဒူတွေကခလာရ36ကဈေးအရာခံဘုံမျိုးခန့်ကရခိုင်စစ်မြေပြင်မှာစစ်ကောင်စီကအများပြည်သူတွေအုံပြုနေတဲ့တရားများကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့အေအေထံမှဝန်ခံပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ဝါရှောင်ကျေးရွာမှာရှိတဲ့ဆယ်မြောင်းရုံးကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရောင်းရုံးအဆောက်အဦများထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဝါရှောင်ကျေးရွာကိုနိုဝင်ဘာလ26ရက်နေ့နေ့လယ်3နာရီအချိန်ကမှစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝါရှောင်မှာကြောင်းစရာတွေနေတဲ့ရုံကန်ပေါ့အဲ့ဒီရုံကန်ဘေးနားမှာသူတို့လေရင်တွေကဘုံကျဲသွားတာလို့ကချင်သတင်းရင်းမြစ်ကပြောဆိုထားပါရယ်ဝါရှောင်ဆရာတော်ကလည်း လေချောင်းတိုက်ခိုက်ခံရမှုအခြေအနေကိုဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်ကလူမှုကွန်ရက်ပေါ်မှာရေးသားအသိပေးထားပါတယ်။မနေ့ကလိုင်းမေးရလို့အခုမှတင်လိုက်ရတယ်။ဝါရှောင်းမှာကျဲချခဲ့တဲ့ဘုံက3နာရီ12မိနစ်အချိန် drone နဲ့လေယာဉ်နဲ့ကျဲချခဲ့တာ။ကြောင်းစင်းချိန်ဆိုတော့ရင်တထိတ်ထိတ်နဲ့ပေါ့။ကလေးတွေအတွက်စိုးရိမ်နေမိတာ။ကြာသွားထိသွားတဲ့နေရာကလူမရှိသူမရှိမလို့တော်သေးတာ။ဆယ်ထိတ်ကဆယ်မြောင်းယုံရှင်းလင်းဆောင်တိုက်ပုလေးကိုထိသွားတယ်။ ကိုရောက်သွားတဲ့အချိန်မှာဘုံးစံအပဲ့ကြီးတွေတောင်မှအပူချိန်ရှိနေသေးပဲလို့ဝါရှောင်းဆရာတော်ကလေကြောင်းတိုက်ခိုက်ခံရမှုဓာတ်ပုံမှတ်တမ်းရုပ်သံမှတ်တမ်းတွေနဲ့အတူဖော်ပြခဲ့ပါတယ်။ဒါ့အပြင်အပြစ်မဲ့တဲ့ပြည်သူများအပြစ်မဲ့ကလေးတငယ်များလုံခြုံအေးချမ်းစေရနဲ့ဘုံးလက်နဲ့လေရင်မိဘေးကင်းစင်ပါစေလို့ ဝါရှောင်းဆရာတော်ကရေးသားထားပါတယ်။ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းအများစုကို KIA ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ရာတိမ့်ရန်ကြံနေတဲ့ခလာရ58တိုင်ရဲမှာလဲစစ်ကောင်စီကနိုဝင်ဘာလ28ရက်နေ့မှာပြည်သူများအားဖြတ်တန်းသွားလာခွင့်တွေကိုပိတ်ပင်ထားတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာရှိတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်များကိုတရုတ်ကဒီဇင်ဘာလ၁ရက်နေ့ကစတင်ပြီးတော့ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးကန့်သတ်ချက်များစွာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မူဆယ်မြို့မှာရှိတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့နန်းတော်၊စင်ဖြူ၊မန်ဝင်း၊ကျင်ဆန်းကျော်၊ပန်ဆိုင်တို့တဲကဂိတ်အများစုကိုဒီဇင်ဘာလ၁ရက်နေ့ကစတင်ပြီးတော့ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးတော့ဖွင့်လှစ်ရမှာကန့်သတ်ချက်များစွာထည့်သွင်းထားတယ်လို့သိရပါတယ်။ ပယုံနဲ့စစ်ကောင်စီတို့ပူရဲတပ်မတ်ထုတ်ပြန်ထားတဲ့စီကန်းချက်6ချက်ရှိပြီးတော့ကုန်ပစ္စည်းများတင်ဆောင်မဲ့ကားနဲ့ဆိုင်ကယ်များကိုတပ်ဆိုင်ရာတရုတ်နဲ့စစ်ကောင်စီနှစ်ဖက်စလုံးကတပ်မတ်ထားတဲ့ခွင့်ပြုမိတ်များပါရှိရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။မူဆယ်မြို့နယ်အတွင်းစားသုံးရန်ဖြစ်တဲ့မိဖို့ကြောင့်သုံးအသီးအနှံများအသားနဲ့ငါးများကိုသာခွင့်ပြုကြောင်းပြောဆိုထားပါတယ်။အေခဲအသားများအပါအဝင်အခြားလူသုံးကုန်ပစ္စည်းများကိုတင်ဆောင်ခွင့်မပြုကြောင်းအိမ်စည်းကားများစပိန်နဲ့လက်တွန်းလှဲများနဲ့လည်းကုန်ပစ္စည်းတင်ဆောင်မှုကိုလုံးဝလုံးဝခွင့်မပြုကြောင်း ဆိုင်ကယ်များနဲ့ကုန်ပစ္စည်းများတင်ဆောင်ရမှာလဲစားသုံးရန်ဖြစ်တဲ့မိဖို့ကြောင့်အသီးနှံများအသားနဲ့ငါးများကိုတော့ခွင့်ပြုမှာဖြစ်ကြောင်းစတဲ့စီကံကြအစ်စ်များကိုတရုတ်နဲ့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ကျင်းစန်းကျော်ဂိတ်ကတော့တနေကလေးကပြန်ဖွင့်နေဂိတ်တွေအကုန်လုံးပြန်ဖွင့်မှာဖြစ်ပေမဲ့တရုတ်ကတူလိုချင်တာတွေကိုတွင်းဖို့ဖွင့်တာပါပဲ။ဘလို့မှနေဆက်ကုံသွဲရေးကအလုံးလုံးလို့မရတော့ဘူးလို့မူဆယ်မျိုးကနေဆက်ကုံသွဲရေးကုံသွဲတူကရှင်းပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာစတင်ခဲ့တဲ့1027စစ်စင်ရေးကြောင့်စစ်ကောင်စီတပ်များကရခင်ထိန်းချုပ်ထားတဲ့နေဆက်မြို့များအပါအဝင်နေဆက်ဒေသတစ်ခုလုံးကိုမြောက်ပိုင်းမဟာမိတ်တပ်များကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ